ကကြတော့အဲ့ထက်မှခဲ့မြင်တဲ့မနေသင့်တဲ့အရက်တွေကိုဆရာပြောပါတယ်။ဩဟုတ်ကဲ့ပါဆရာ။အဲ့တော့ပုံနေတဲ့အရာဟာအဲ့ဒီဆရာပြောတဲ့အချက်တွေနဲ့သွားကြိုက်နေနေရင်ဒါမနေသင့်တဲ့အရာဟုတ်ကဲ့ပါဆရာ။ဒါဆိုရင်နေသင့်တဲ့အရာနိတိပြောတဲ့အရာကိုပြောင်းတော့ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးလိုက်ပါတယ်။ဟုတ်ကဲ့ပါဆရာ။အဲ့တော့ဆရာကနေပြီးတော့မနေသင့်တဲ့အရက်တွေဆရာပြန်ပြောပြပါမယ်။ဟုတ်ကဲ့ဆရာ။နံပါတ်၁အချက်ကတော့တရားဥပဒေစိုးမိုးမှုရှိတဲ့အရာမှာမနေသင့်ပါဘူးကျလား။ဟုတ်ကဲ့ပါဆရာ။ဟုတ်ကဲ့ဟုတ်။ တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဆိုရင်တော့အဲ့ဒီဒေတာဟာမင်းမဲ့ဒေတာဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ပါဆရာမင်းမဲ့ဇယိုက်တွေကြီးဆိုးတဲ့ဒေတာဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ပါဆရာဟုတ်အဲ့လိုအရမနေမယ်ဆိုရင်တော့ကိုယ့်ရဲ့အသက်လည်းအန္တရာယ်ရှိတယ်လို့ကိုယ့်ရဲ့စီးပွားဥစ္စာလည်းအန္တရာယ်ရှိပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာဒါမို့ဆရာကတော့မနေသင့်တဲ့အရက်ထဲမှာတရားဥပဒေစိုးမိုးမှုမရှိတဲ့အရက်မှာမနေပါနဲ့လို့ ဆရာရေးခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ဒုတိယချက်ကတော့ဗြမဇိုတရားခေါင်းပါတဲ့နေရာမှာမနေပါနဲ့လို့ပြောခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ဗြမဇိုတရား၄ပါးရှိပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်မေတ္တာကရုဏာမုဒိတာဥပေက္ခာဟုတ်ကဲ့ပါဆရာလူတွေကတူဘောင်တူမေတ္တာမထားနိုင်တဲ့နေရာမှာနေရင်တော့ကိုယ်ပဲစိတ်ဆင်းရရမယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့နောက်တစ်ခါလူတွေကတပတ်သားဒုက္ခရောက်တာကို ဂယုဏမထားနိုင်တဲ့စိတ်ရှိတဲ့လူတွေရှိတဲ့အရာမှလည်းမနေသင့်ပါဘူး။ဟုတ်ကဲ့ပါဆရာ။တပတ်သားကြီးပွားချမ်းသာတာကိုမုဏိတာမထားနိုင်တဲ့နေရာမှလည်းမနေသင့်ပါဘူး။ဟုတ်ကဲ့ပါဆရာ။နောက်ဆုံးချက်ကတော့ဒီဥပိ္ပခာတရားကိုလည်းနော်ကြင့်ကြံတဲ့လူတွေရှိတဲ့အရာမှနေသင့်ပါတယ်မရှိမကြက်ကြံနိုင်တဲ့လူတွေအရမှာတော့မနေသင့်ပါဘူးဒါကြောင့်ဆရာကနေပြီးတော့ ်ဗျမဇိုတရားခေါင်းမတဲ့နေရာမှာမနေသေးဘူးလို့ပြောရပါတယ်ဟုတ်ကဲ့ပါဆရာဟာနံပါတ်3ကတော့လောကပါဠတရားနှစ်ပါးရှိပါတယ်အဲ့ဒါကတော့အချက်တရားနဲ့အကြောက်တရားပါဟုတ်ကဲ့ပါဆရာဟာနော်ဟိရိဥဒ္ဓပတရားလို့လည်းခေါ်ပါတယ်ဟုတ်ကဲ့ပါဆရာမကောင်းမှုလို့ရမှာကိုရှက်တာမကောင်းမှုလို့ရမှာကိုကြောက်တာဟုတ်ကဲ့ပါအဲ့ဒီအချက်တရားအကြောက်တရားဟာလောကပါဠတရားနော်နှစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒါကြောင့်မလို့လောကပါဠတရားနှစ်ခုကင်းဝေးနေတဲ့အရက်မှာလဲ ွလိုက်မနေသေးပါဘူးဟုတ်ကဲ့ပါဆရာဟုတ်ကဲ့နောက်တစ်ခုကတော့တဘာဝဘေးအန္တရာယ်ပုံများတဲ့အရက်မှလည်းမနေသေးပါဘူးဟုတ်ကဲ့ပါဆရာတဘာဝဘေးအန္တရာယ်ပုံများတယ်ဆိုတာရေခဏခဏကြီးရဲ့နေရဟုတ်ကဲ့ပါဆရာမြေတွေပြိုတဲ့နေရနော်စသဖြင့်ပေါ့နော်ဒီလိုတဘာဝဘေးအန္တရာယ်များတဲ့နေရမှလည်းမနေသေးပါဘူးဟုတ်ကဲ့ပါဘာဝဘေးအန္တရာယ်ခဏခဏကြောက်တဲ့နေရာမှာနေရင်ကိုယ့်အသက်အန္တရာယ်ကိုလည်း ထိရိုက်နိုင်တယ်စီးပွားဥစ္စာလည်းပျက်စီးနိုင်ပါတယ်နံပါတ်5အချက်ကတော့ဆရာကနိတိနဲ့လည်းသွားဆင်ပါတယ်ဟုတ်ကဲ့ပါလိလာတင်ကြားခြင်းမရနိုင်တဲ့အရက်မှလည်းမနေသင့်ပါဘူးဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာတို့နေတဲ့အရက်ဟာလိလာတင်ကြားခြင်းတစ်ချိန်လုံးလုပ်နေရပါမယ်ဟုတ်ကဲ့ပါဆရာဟုတ်ကိုနေတဲ့အရက်ဒေတာကိုပတ်ဝန်းကျင်ဟာ ကိုက အတော်ဆုံးဖြစ်နေရင် ကျွန်တော်ရေဘာမှသင်ကြားလို့မရတော့ဘူးဟုတ်ကဲ့ပါဆရာเนาะဒါကြောင့်မလို့ဒါလေးလည်းသတိပြုလိုပါတယ်နောက်ဆုံးအချက်ကတော့ဆရာကောင်းတမားကောင်းများမရှိတဲ့အရာမှလည်းမနေသင့်ပါဘူးကျလာဟုတ်ကဲ့ဆရာဆရာကောင်းတမားကောင်းမရှိရင်ဆရာတို့ကဘယ်ကနေသွားပြီးတော့လေ့လာသင်ကြားကြမလဲဟုတ်ကဲ့ပါဘယ်သူဆရာနေပြီးတော့သင်ယူကြမလဲဆရာတို့ရဲ့အသည့်တရားတွေများလာအောင်လိမ္မာရေးကြတွေကောင်းလာအောင်စိတ်ဓာတ်တွေကောင်းလာအောင် သင်ပေးမဲ့ဆရာတွေမရှိတဲ့အရက်မှာလည်းမနေသင့်ပါဘူး။ရောက်လို့ဆရာကတော့ဆရာစာအုပ်ထဲမှာမနေသင့်တဲ့အရက်6ရက်ပြောသွားပါတယ်။ဟုတ်ကဲ့ပါ။ကိုနေနေတဲ့အရက်ဟာအဲ့ထဲကအချက်တစ်ချက်နဲ့ညနေရင်တော့မှဆရာတို့ဒီဒေတာမှာမနေသင့်ဘူးလို့ဆရာကတော့ပြောခြင်းပါတယ်။